သူတို့ကိုပဲငါကမှအဲ့လိုမျိုးစိတ်ဆိုးစရာမျိုးအဲ့လိုမျိုးမရှိပါဘူးမရှိသော်သူကလည်းသူလည်းကျွန်တော်ပုံမှာဟိုတကယ်သူ့ညီတယောက်လိုပဲကောင်းတယ်ဒါသူ့ရဲ့သူကျွန်တော်ကိုအဲ့လိုမျိုးမြင်လို့ရှင်စရင်နောက်ရှင်တဲ့စိတ်ကဒါဒါသူ့ ဒါသူ့စိတ်ကအဲ့လိုမျိုးဖြစ်နေတာလေဒါပေမဲ့တကယ်တကယ်နဲ့စိတ်အင်းကတော့ဟိုဟာပေါ့ပြောမဆိုကျွန်တော်တို့လည်းတော်တော်လေးချစ်ပါတယ်ဒါနေမြန်းနေအောင်ဆိုတော့ကိုပိုင်ကမတဲတော့ကျွန်တော်ဆိုလို့ရှိရင်တော်တော်လေးချစ်တဲ့အနော်တော်လေးခံတယ်အဲကျွန်တော်တခုဘယ်တော့မဆိုကျွန်တော်လိုအပ်လာပြီဆိုလို့ရှိရင်တို့ကဘာမဆိုကူညီပေးဖို့အစင်းနေပဲပေါ့နော်အဲ့လိုမျိုးဆက်ခါကျတော့ဟိုတို့ကလည်းစလိုက်နောက်လိုက်ခိုင်ကြရင်ကြက်လိုက်ပေါ့ကျွန်တော်ကလည်းလိုပဲခံရတဲ့ခါခံရတော့မြောက်လည်းကျွန်တော်ပဲခံရတာပါဟုတ် မထီတီမော်ခါကြရင်အချီချီအထီအထီအစားတို့မှာဂျာနယ်ယူဆိုပြီးအဒီမီဒီယာတွေထဲမှာပေးရှိရမှာပြန်ပြီးတော့ဒီဓာတ်ပုံတွေပြန်ယူဆင်းရွှေယူပြီးတော့ပြန်တင်တဲ့ဟာတွေတောင်ရှိသေးတယ်ဟောအဲ့လိုပါပဲကျွန်တော်တော့ဟိုညီကိုရဆိုတော့လည်းပြောရှင်ပေါ့နော်ဟောအဓိကတော့သမီးလေးကိုအချိန်ပေးပြီးတော့ view site နေရတယ်နောက်ပြီးတော့အပြင်နဲ့တိတ်မထွက်ဖြစ်ဘူးပေါ့နော်ဒါဟိုရာသီဥတုအချိန်တွေရောနောက်သွားလာတဲ့ဟာတွေနောက်ပြီးတော့သမီးလေးပြင်မှာလဲဆိုတဲ့အခါကျတော့ တိတ်လို့အပြင်မထွက်ဖြစ်တဲ့ခါကျတော့ကိုပိုင်တို့မတဲလို့နဲ့တိတ်လို့မဆုံးဖြစ်ဖို့ဒါပေမဲ့တစ်ခါလေတော့ကျွန်တော်ကျွန်တော်ရောက်ဖြစ်ပါတယ်ရောက်ဆိုဖုန်းနဲ့ဆက်ပြီးတော့အကိုကြီးကိုအမေကလေးအိမ်မှာရှိတာကျွန်တော်လာခဲ့မယ်ဆိုပြီးတော့အဲ့လိုမျိုးတော့တွားဖြစ်ပါတယ်တွားဖြစ်တဲ့အချိန်မှာတော့အများရန်ဟိုဘယ်တော့မှမဆိုဘူးနော်ဟိုရင်းရင်းညွှန်းညွှန်းဖြစ်ပါပဲအဲဒါပေမဲ့အရင်တော့လိုတော့ပေါ့နော်အဲ့လိုမျိုးရင်းတော့ဆိုကျွန်တော်ကျွန်တော်တပတ်ကိုဆယ်ရက်လောက်ကသူတို့အိမ်မှာနေဖြစ်တာဟိုအဲ့လိုမျိုးဆယ်ရက်ကအရင်တော့လိုမျိုးတော့အတူတူတော့တိတ်ပြီးတော့မဆုံးဖြစ်ဘူးပေါ့ ကျွန်တော်ကဒီမပေါ်တော့ဒီဒီပွဲမှာဒီပရိသတ်ကာဝတ်ဒီရုပ်ရှင်ဂီတတော့ပေါ့နော်ဒါတပင်ပရိသတ်ကာဝတ်မှာကျွန်တော်ကအဲဒရိုက်တာကိုညိုမင်းနေရဲ့အဲဖုတ်သွင်းရထားဆိုရဲပြဿနာပေါ့နော်အဲ့ပြဿနာမှာကျွန်တော်ကအဲပါဝင်မှာဖြစ်ပါတယ်ခင်ဗျာပြောရကောင်းပါတယ်ဟိုဘာပဲပြောကိုအမှုမြညာလောကညီကိုမောင်တော့ကြီးတွေ့ရပေါ့နော်တွေ့ပြီးတော့လည်းစကားကြီးပြောကြပြောတဲ့တိုက်ကြပေါ့ကြီးလက်မောတယ်ပေါ့ဟောအဲပီတိဖြစ်ပါတယ်ကိုကိုတက်ဆွမ်းနေပေါ့နော်ကိုရဲ့အမှုပညာနဲ့ အဲကိုယ့်ရဲ့ကျေးဇူးရှင်ကိုပြောလို့ရတာခုနကတည်းကပြိတ္တတွေပေါ့နော်ဒါပြိတ္တတွေကိုပြန်ပြီးတော့ဟိုကိုယ့်ရဲ့အနုပညာနဲ့တစ်ဖက်တစ်လမ်းလေးတော့ပြန်ပြီးတော့အထောက်ပံ့ပေါ့နော်ကုညီပေးနေကုညီပေးနေတာအဲ့တော့ပေါ့နော်အဲ့တော့အနုပညာရှင်တယောက်အနေနဲ့ဒါဝမ်းသာပါတယ်ပီတိဖြစ်ပါတယ်ခင်ဗျာဟုတ်ဟုတ်ပြဿနာကတော့ကာဥပါတယ်ကျွန်တော်တို့ဒီပါပဲကျွန်တော်တို့ဒီရုပ်ရှင်စီယုံနဲ့ပတ်သက်ပြီးတော့ပြဿနာတွေကာဘူးရယ်တခြားတော့ပေါ့နော်တခြားတော့ကျွန်တော်တို့ဒီအကြောင်ရမငွေပွဲဆိုလို့ရှိရင်အဲပြဿနာလေးဒီလိုကာဘူးဖြစ်တယ်ပေါ့နော်ဟုတ်အဲပြဿနာကတော့ အဲပရိသတ်ရဲ့ diet တွေပါဗောနော်နောက်တစ်ခုကတော့ဒါပရိသတ်ရဲ့ fever ကိုချက်ချင်းပြင်ရတယ်အဲရုပ်ရှင်အကြတော့ကျွန်တော်တို့ကဟိုရေကွေးတည်တံကိုယ်လုံးနဲ့ကိုယ်ကိုယ်ရတဲ့ကိုမှားအောင်ရှင်နေပြန်ပြောလို့ရတယ်အဲအဲ့လိုမျိုးပေါ့ နောက်ပြီးတော့ဟိုအဓိကတော့ item mind ဆန်ဆိုရှင်ကျွန်တော်ကရုပ်ရှင်ကြောက်ရတာကိုယ့်ရဲ့မျက်နှာနဲ့ဘွန်နိုဒီမျက်နှာနဲ့ကိုယ့်ရဲ့ expression ကိုပြလို့ရပါတော့။အဲပြဆက်ကတော့ဒါကိုယ့်ရဲ့ဟန်မူရာကိုယ့်အမူရာဒါအဓိကထားပြီးတော့နောက်ပြီးတော့ကိုယ့်ရဲ့အတန်ပေါ့နော်။အားရင်းနဲ့အဓိကထားပြီးတော့လုပ်ရအောင်။နောက်ပြီးတော့ဟိုမှားသွားရှင်နဲ့အဲမှားသွားတဲ့ဟာကိုပဲဘယ်လိုပြန်ပြီးတော့အဆင်ပြေအောင်လုပ်မလဲပေါ့နော်။အဲ့လိုပုံစံမျိုးလေးဆိုခါကျတော့နှစ်ခုကတော့မတူပါဘူးခင်ဗျ။ဟော။နှစ်ခုဆိုတော့သူ့ဟာသူတို့အဲရင်ခုန်စစ်လို့ရှာဖို့လည်းကောင်းပါတယ်။ဟော။ဟောရှိပါတယ်။ရှိရဆိုတော့ ဟောပေါ့အဓိကတော့ကျွန်တော်ပြတ်သက်တက်ပြီးဆိုရင်ကျွန်တော်ကကြိုပြီးတော့ဟိုပြတ်သက်ကြိုက်ဆိုရင်ကြိုပြီးတော့ကျွန်တော်အချိန်ပေးပြီးတော့တက်ရတယ်တိုက်တိုက်ပြီးတော့ဟိုဟောပေါ့ကြိုပြီးတော့လေ့ကျင့်ရအောင်လေ့ကျင့်ပြီးတော့ပြတ်သက်ကြရအောင်ပေါ့နော်အဲတစ်ခေါက်တော့အဲရေပင်းတော့အဲ့လိုပဲကျွန်တော်မန်းလေးမှာဘောလုံးမွဲအတွက် ဘောလုံးပဲဘောလုံးပဲတော့ကန်တာကျွန်တော်ဘောလုံးတော့ကန်တာကျွန်တော်ကိုပဲသေးလို့လည်းပါအများကြီးပဲအခုလိုပဲဒါရုပ်ရှင်အဖွဲတွေဂီတအဖွဲတွေတော့နော်ဘောတော့အာသလို့ရှင်တော့ဖွဲဘောလုံးတော့ကန်တာဘောလုံးတော့ကန်တယ်ညဘက်လေးမထူးတဲ့ရောက်တဲ့ဆန်လူတွေစုံတယ်ညဘက်ကိုတဲ့အဲ့တို့ဟာဖြော်ဖြော်ပွဲလေးလုပ်ပြီးတော့ပြဿနာလေးကောင်းအောင်ပြဿနာလေးတန်းအောင်ဆိုပြီးတော့အဲ့တော့ရေဒါဥတည်နေပေါ့ ဥဒိနေတော့အဲ့လိုရတယ်လက်တန်းလေးပဲပြသလေဟိုဟာကပစ်တယ်ပေါ့နော်အဲ့မှာဟာတာပြသလေးလည်းဖြစ်တယ်နောက်ပြီးတော့ကြိုပြီးတော့လည်းမတက်တဲ့ခါကျတော့အလွဲချော်ရည်အများကြီးပဲကိုယ့်အသကိုပြော်ရီကိုယ့်အသကိုရည်နေရပြီးဟိုကျွန်တော်ဖြစ်ကျွန်တော်ကျွန်တော်နဲ့ကိုယ်ပိုင်စင်းနဲ့တွဲပွဲဆိုတော့ခါကျတော့သူလည်းပြောချင်တာပြောသူလည်းမှကိုယ်လည်းပြောချင်တာပြောမှအဲ့အောက်ကပြသတော့မသိဘူးသူကရည်နေရပြီးတာပေါ့နော်အဲ့လိုမျိုးလေးတော့ပြောရှင်နေတော့အဲ့လိုမျိုးတစ်ခေါက်တော့အဲ့လိုပဲချိုတင်မလေးချင်မနဲ့ပေါ့နော်အဲ့လိုမျိုးလေးတော့ပြသကောက်ပြီးတဲ့ဟာလေးတွေအမှတ်တရရှိပါအစမ်းတော့ပြေသွားတာပေါ့အဲ့တူရဆင်မောရပူဆိုတော့ပေါ့ဆင်မောရဆိုရှင်ကတော့ သူသူ့ရဲ့လုံခွင့်လုံခွင့်ဖြစ်သွားပြီလေအဲ့ကတော့သူကလည်းလှုပ်တော့ဗောဘယ်ရမလဲအဲ့တော့ကျွန်တော်လည်းတက်နေမှာတော့ဟိုပြန်ပြီးတော့စူးစားပန်းစားခုခံရတာဗောနော်အဲ့လိုမျိုးဗောဟိုဘယ်လိုပြောမလဲပြည်သက်တွေအမြင်မှာတော့ဒါနှစ်ယောက်ကတိုင်ဖောင်းညီတယ်အာရီရတယ်ဟာတရတယ်ဖြစ်တယ်ဗောနော်အဲ့လိုပုံစံမျိုးတော့ရှိတော့နောက်တော့သူနဲ့ကျွန်တော်လည်းကြတော့ညီကိုလိုဖြစ်နေခါကျတော့သူကအကြီးဆိုတဲ့ခါကျတော့သူလည်းကျွန်တော်ဟိုကောင်းကောင်းသူကျွန်တော်ဟိုကောင်းကောင်းကလိကျင်တဲ့ကလူရတယ်ကျွန်တော်ကလည်းဟို မတိမတာနဲ့ပေါ့နော်ပြန်ပြီးတော့အငယ်ဆိုရမဲ့လေပြန်ပြောသူ့ပြန်ကြိယာရဲရှိတာပေါ့တခါကျရင်ဟိုအချင်းချင်းမဲ့တီးတဲ့အောက်လုံးတွေပါတယ်အဲ့လိုမျိုးလေးပေါ့ဟောမတိတိမို့တခါကျရင်အချီကြီးအထီအထီအစားတို့မှာဂျာနယ်ယူဟောဆိုပြီးအဲ့ဒီမီဒီယာတွေမှာပေးရှိရမှာပြန်ပြီးတော့ဒီဓာတ်ပုံတွေပြန်ယူဆင်ဆွဲယူပြီးတော့ပြန်တင်တဲ့ဟာတွေတော့ရှိသေးတယ်ဟောအဲ့လိုပါပဲကျွန်တော်တို့ဟိုညီကိုဆိုတော့လေပြောရှင်ပေါ့နော်ဟော ဲသူတို့ဘယ်လိုလဲခမအဲ့လိုမျိုးစိတ်ဆိုးစရာမျိုးအဲ့လိုမျိုးမရှိပါဘူးမရှိသွား तू ကလည်း तू လည်းကျွန်တော်ပုံမှာဟိုတကယ်သူ့ညီတယောက်လိုပဲကောင်းတယ်ဒါ तू ရဲ့ तू ကျွန်တော်ကိုအဲ့လိုမျိုးမြင်လို့ရှိရင်စရင်နောက်ရှင်တဲ့စိတ်ကဒါဒါ तू ဒါ तू စိတ်ကအဲ့လိုမျိုးဖြစ်နေတာလေဒါပေမဲ့တကယ်တကယ်နဲ့စိတ်အင်းကတော့ဟိုဟာပေါ့ပြောမှဆိုကျွန်တော်လည်းတော်တော်လေးချစ်ပါတယ်ဒါနေမင်းရောက်ဆိုတော့ကိုပိုင်အောင်မတဲကျွန်တော်ဆိုလို့ရှိရင်တော်တော်လေးချစ်တဲ့အနော်တော်လေးခံတယ်အဲကျွန်တော်တခုဘယ်တော့မဆိုကျွန်တော်လိုအပ်လာပြီဆိုလို့ရှိရင်တို့ကဘာမဆိုကူညီပေးဖို့အစင်းနေပဲပေါ့နော်အဲ့လိုမျိုးဆက်ခါကျတော့ဟိုတို့ရတယ် စားလိုက်နောက်လိုက်ခိုင်ကြိုက်ကြက်လိုက်ပေါ့ကျွန်တော်ကလည်းလိုပဲခံရတဲ့ခါခံရတော့မျိုးလည်းမကျွန်တော်ပဲခံရတာပါဟုတ်အဲအဲ့ဒါတော့ဟုတ်တယ်နည်းနည်းတော့အနေဝေးဝါးသလိုတော့ဖြစ်သွားဖြစ်သွားဆိုတော့ကျွန်တော်သမီးလေးကအခုကအရင်တော့ဆိုလို့ရှိရင်တော့ကျွန်တော်အိမ်တော်ပြုကသားပေါ့နော်ဒါအိမ်တော်သမီးလေးမရသေးခင်ဆိုလို့ရှိရင်တော့ဒါကတော့အတွဲလိုက်ပဲကျွန်တော်ခီးရည်သူသွားဖြစ်ပါတယ်ခဏခဏသွားဖြစ်တယ်အဲကိုပန်တို့အိမ်ဝင်တဲ့ခါကျတော့ရှင်ကျွန်တော်သွားတယ်စားရလာစားရတော့ဘုံတော့အခုနောက်ပိုင်းကျတော့ကိုပန်တို့ရဲ့အလုပ်နေနေလေးများနေရယ်နောက်တစ်ခါကျတော့ကျွန်တော်ကကြောက်လဲတာအခုမှသမီးလေးကအခုမှပဲဟောဘုံတော့အခုဆိုငါးလကျော်ပါဘုံတော့ဒီငါးလသမီးဆိုတော့ကျတော့ အဓိကတော့တမီးလေးကိုအချိန်ပေးပြီးတော့ဘူးဆိုင်နေရတယ်နောက်ပြီးတော့အပြင်နဲ့တင်းမထွက်ဖြစ်ဘူးเนาะဒါဟိုရာသီဥတုအချိန်နေရောနောက်သွားလာတဲ့ခါကျတော့နောက်ပြီးတော့တမီးလေးပြင်မမှလည်းဆိုးတဲ့ခါကျတော့အဲတိတ်ပြီးတော့အပြင်မထွက်ဖြစ်တဲ့ခါကျတော့ကိုပိုင်တို့မတဲလို့လည်းတိတ်ပြီးတော့မဆုံးဖြစ်ဖို့ဒါမဲ့တခါလေးတော့ကျွန်တော်ကျွန်တော်ရောက်ဖြစ်ပါတယ်ရောက်ဆိုဖုန်းနဲ့ဆက်ပြီးတော့အကိုကြီးကိုအမတဲလို့အိမ်မှာရှိတာကျွန်တော်လာခဲ့မယ်ဆိုပြီးတော့အဲ့လိုမျိုးတော့တော်ဖြစ်ပါတယ်တော်ဖြစ်တဲ့အချိန်ထဲမှာတော့အများနဲ့ဟိုဘယ်တော့မှမဆိုဘူးเนาะဟိုရင်းရင်းညွှန်းရွှေ့ဖြစ်ပါပဲ အဲဒါမဲ့အရင်တော့လိုတော့ပေါ့နော်အဲ့လိုမျိုးအရင်တော့ဆိုကျွန်တော်တို့တပတ်ကို၁၀ရက်လောက်ကသူတို့အိမ်မှာနေဖြစ်တာဟုတ်အဲ့လိုမျိုး၁၀ရက်ကဆိုအရင်တော့လိုမျိုးတော့အဲအတူတူတော့တိတ်ပြီးတော့မဆုံးဖြစ်ဘူးပေါ့ဟုတ်အဲ့ဒါကကျွန်တော်စိတ်တယ်ကြာပြီကျွန်တော်ကျွန်တော်စိတ်တယ်တော့ကြာပြီမေတ္တာတုပ်ဆိုလို့ရှိရင်ဆိုကျွန်တော်တနေ့တရားရှိခောက်ရတာဆို15နှစ်နှစ်20လောက်ရှိပါပြီအဲအဲ့လိုမျိုးတခြားလေအဲ့လိုကျွန်တော်ပထမရတော့ပေါ့တော့အဲ့လိုမျိုးဆိုတော့ဒါကတော့ဘာသာရေးတော့ကျွန်တော်ကဘလို့အချိန်နဲ့ဖြစ်ဘလို့မပြတ်မကွက်အဲ့လိုမျိုးလုပ်ဖြစ်တာပေါ့ကျွန်တော်ကိုဗစ်ဖြစ်တော့အောင်မှာကိုဗစ်ကိုဗစ်ဖြစ်လို့အတက်တော်အတက်တော်မနေရှင်နေရှင်မှာစိတ်စိတ်နေပဲအဲ့လိုပထမရရစိတ်ပြီးစိတ်ရတယ်အဲ့လိုမျိုးလေ ရှိဘူးတယ်ဟုတ်အဲအဓိကတော့ထူးခြားမှုဆိုရယ်ကိုယ့်ရဲ့စိတ်အေးချမ်းမှုပါပဲအစတော့တော့ဒါဟိုဒီလောကရဲ့ဆက်ရောက်တဲ့ခံစားတော့ဒါမြတ်တော်ရုပ်လို့ရှိရင်အဲဒါအလူချင်းတွေပေါ်တယ်ကျွန်တော်အနုပညာရှင်တွေဆိုတဲ့ခါကျတော့ဒီချင်းတွေပေါ်ခွင့်နဲ့တာသမီအတူတူခါကြပါလိအဲအဲ့လိုမျိုးတွေပေါ်တော့ပထိုင်းရင်းအပွင့်နယ်ဘာညာပေါ်တော့အောင်မြင်တော့အဲ့လိုမျိုးဒါပေမဲ့တကယ်တကယ်လည်းကျတော့တကယ်တကယ်ရေရှည်မှကြာတဲ့ခါကျတော့လေဒါကိုယ့်ရဲ့ဟိုကိုယ့်ရဲ့ယုံကြည်မှုရောကိုယ့်ရဲ့စိတ်ပန်းဆိုင်ရာယုံကြည်မှုရောပေါ့နော်အဲ့လိုမျိုးလေးနေပင် ဟိုသွားပြစ်တာပို့ပြီးတော့များပါတယ်ကျွန်တော်ကလို့တော့ငငယ်တော့ကတော့ဟိုဟာလို့ကျွန်တော်ဒီဟာလို့ကျွန်တော်ဟိုဟာရချင်လို့ဒီဟာရရချင်လို့ဆိုတော့စိတ်မျိုးတော့မရှိတော့ဘူးဗောနဒါပေမဲ့ဒါကပုံမှန်လုပ်နေတဲ့ဘာလိုက်အထောက်အပံ့တစ်ခုနေတော့တစ်ခုလိုအပ်လာလို့ရှင်တော့အဲကျွန်တော်တစ္ဆာဆိုတယ်ဥမာကျွန်တော်အမေကျမကြီးမကောင်းဆိုကျွန်တော်ဘောနအာသာကျွန်တော်ဘယ်လိုလုပ် လုပ်ခဲ့တယ်အဲအဲ့ဒါကြောင့်မို့ကျွန်တော်မိကျမအများဆုံးကောင်းမွန်ပါလေအဲ့လိုမျိုးလေးတွေပေါ့အဲ့လိုမျိုးတွေတော့မမြင်နိုင်တဲ့အကာအကွယ်လေးတွေအဆောင်ရှောက်လေးတွေအထောက်ပံ့လေးတွေရရလို့လေအဲကိုယ့်ကိုယ်တော့ခံစားရပါခင်ဗျာဟုတ်အဲ့ဒါကဒီလိုပါပဲဟိုပိုပိုကဟိုဘယ်လိုပဲဟိုခရီးမျိုးဖြစ်တယ်ဆိုတော့ခါကြောက်ရှင် तू ကငယ်သေးသူသက်ကငယ်သေးငါတခါကြောက် तू ကခရီးစိတ်လေးရှိကြပါဘောနော်ခရီးစိတ်တွေရှိနေတဲ့ခါကြောက်တခါကြောက်လေသူလည်းဒီခရီးတစ်ယောက်နဲ့အဲခရီးတစ်ယောက်နဲ့ဆိုတော့ခါကြောက်လေပြင်မှန်းတာပေါ့နော်ကျွန်တော်အခုအခုလက်ရှိရကျွန်တော်မိရနေမကောင်းကျွန်တော်မိအခုဒါဘိုးစီစိတ်ဥမှာတင်လာရတယ် အဲအဲ့လိုမျိုးဆိုတော့ကျွန်တော်သူ့ရဲ့အခြေသိမ်းမပေးနိုင်ဘူးကျွန်တော်လည်းအလုပ်တွေနဲ့ရှုံနေပါဘောနော်အဲ့လိုမျိုးဆိုတော့ခါကြတော့တခါကြတော့လည်းဟို stress တွေပြီးတဲ့ခါကြတော့ခါကြတဲ့စကားပြောရဆိုတာဗျာအဆင်ပြေတဲ့ရှီကောင်းရှိမှာပေါ့နော်အဲ့လိုမျိုးသူကလည်းဒါသူလည်းသူသူ့စိတ်ထဲမှာလည်းအဲ့လိုမျိုးတခုခုဟိုနားလည်းမှုတွေလည်းဖြုံကောင်းဖြုံအောင်အဲ့လိုမျိုးဆိုတော့ခါကြတော့ခါကြတော့လည်းသူလည်းတော့စိတ်ထပေါက်နေနေပေါ့နော်အဲ့တော့ကျွန်တော်ပြောရသေးတယ်သူကိုခင်းလေးလိုဟာ post တွေပါ short မတင်တော့လို့အဲခါကြတော့ဟိုဟိုသူ့အကောင့်ကျွန်တော်အကောင့်နေမှာကပြောလို့ရှိရင်ဒါကိုယ့်ရဲ့ဒါအမှုပညာမောင်နှမရဲ့ရှိရဲ့နော် social media ကဒီ ဒီမီဒီယာဘောနော်မီဒီယာအကူမရတဲ့ရှိရနောက်ပြီးဟိုကျွန်တော်တို့ခင်းနေချစ်လို့ခင်းလို့ဘောနော်ကျွန်တော်တို့ friend ဖြစ်နေတွေ follow ဖြစ်တဲ့တွေလည်းရှိရဆိုတဲ့ခါကျအဲ့လိုမျိုးပေါ့အဲ့ဒါဟိုတစ်ခါကျတော့လေဟိုသူပုံဝင်ခြင်းရပေါ့နော်ဒီအဓိကတော့သူများတွေဟိုအထင်မြင်လွယ်အောင်မဆိုးလို့အဲ့အဲ့လိုမျိုးကျွန်တော်ကဟိုနည်းနည်းလေးတင်ပြလိုက်တာပါဟိုဟိုလိုက်ရှင်းပြနေရမှာဆိုလေအခုက Facebook မှာကျွန်တော်တို့ပြီးသွားပါဘောအခုလက်ရှိကဘမတိမလို့ဖြစ်ဘူးခင်ဗျာမလို့ဖြစ်ဆိုတော့ကလည်းအခုဒီဟို ကျွန်တော်မိရဲ့ကျွန်တော်ကျွန်တော်မိရဲ့ကျမ်းမာကြီးကဘောနောအခုချိန်မှာနည်းနည်း queue ဆက်မနေထားရောက်နေတဲ့ခါကျတော့ကျွန်တော်လည်း queue ဆက်ပြီးအချိန်ပေးနေအခုဒီပြဿနာဆိုလို့ရှိရင်လည်းအဲ့လိုပဲကျွန်တော်ကိုလာပြောတော့ကျွန်တော်ပြောတဲ့ဟိုကအချိန်အချိန်ပေးရမှာလားပြဿနာကတော့ကျွန်တော်လည်းကြုံမှုတွေလေဟိုဟိုနေကုန်အချိန်ပေးရတာတို့အကြာကြီးတွေဇက်တက်ရတော့အဲ့လိုမျိုးဆိုတဲ့ခါကျတော့လေအချိန်ပေးရမှာဆိုတော့ကျွန်တော်အဲ့လိုမျိုးတော့မဟုတ်ဘူးဘောနောကျွန်တော်ပေါင်းတဲ့အခန်းလေးရတာဇက်သိမ်းမှန်းလေးမှာပဲအပိတ်လေးမှာနည်းနည်းလေးပဲပါရမယ်ဟိုဒီဇက်တက်ဖို့တော့အချိန်အများကြီးပေးကြမလို့ဆိုတဲ့ခါကျတော့ ဟိုကျွန်တော်ဝင်ပြီးတော့ပေါင်ဖြစ်သွားတော့ဆိုတော့ဒီဥစ္စာကလည်းဒါတခြားဟိုလိုမျိုးပြဿနာကလည်းမဟုတ်ဘူးလေတကယ်ဟိုဒါပရာဟိတဘောဒါပရာဟိတဘောလည်းဖြစ်တဲ့အခါကျတော့ အာကိုတက်တဲ့အမှုပညာလေးနဲ့ပေါ့နော်တစ်ဖက်တစ်လမ်းပေါဝင်ပြီးတော့ပေါဝင်ခြင်းနဲ့စိတ်ဆန္ဒလည်းရှိနေတဲ့အခါကျတော့အားကြောင့်မို့လဲပေါဝင်ဖြစ်တာပေါ့နော်တခြားလောလောဆယ်တော့အဲ့လိုမျိုးတော့ရေကူးရတော့ကတော့အဲ့လိုမျိုးတည်နေတော့တော့မရှိဘူးဒါပေမဲ့တချို့ program လေးတွေရှိတယ်အားကစား program လေးတွေရှိတယ်နောက် game program လေးရေကူးရလို့ပို့တော့ရှိပါဒါပေမဲ့လောလောဆယ်တော့အခုအခုအနေထားရပေါ့နော်ကျွန်တော်ခဏလေးရောနည်းနည်းနောက်ဆုံးထားတော့ခီးထွက်ဖို့လည်းရှိလို့ပါခင်ဗျဟုတ်ဟုတ်ကဲ့ခင်ဗျာကျွန်တော်တို့ဒါရည်ရွယ်ချက်ရည်မှန်းချက်ပေါ့နော်ရည်ရွယ်ချက်အရန်ကိုမုံမြတ်တယ်နောက်ပြီးတော့ဒီငလျင်တိတ်တဲ့ဒေသမှာ ရောက်ရှိနေတယ်ပေါ့နော်ဒီဒုက္ခရောက်နေတဲ့ခက်ခဲတွေ့နေကြတဲ့ခွင့်ရသားသမီးတွေကိုပြန်ပြီးတော့ထောက်ပံ့ထောက်ကူပေးမယ်အဲဒီပွဲကြီးမှာအာပါဝင်ကြဖို့ပါဝင်ကြည့်ရှုကြမယ်နောက်ပြီးတော့ဟိုကျွန်တော်တို့ဒီမိုဘိုင်းဖိုင်ကင်းနေရတယ်အမျိုးမျိုးပေးအမျိုးမျိုးနေလဲဟိုဒီပွဲကိုလူရန်လို့ရတယ်ကိုရန်ကိုကြလဲလာပြီးတော့လက်မတွေကိုအပ်လို့ရသလိုဒါကျွန်တော်တို့ဒီ online social media နေပြီးတော့ဖြစ် TV channel တွေဖြစ်ကြီးစုရောပေါ့နော်အားပေးကြပါအထူးတန်းပေးကြပါဒါကိုကိုယ့်ရဲ့တိုင်းပြည်မှာရှိတဲ့တိုင်းသူပြည်သား ညီကိုမောင်နှမမိသားစုရဲ့အချင်းချင်းပေါ့နော်တရားကြောင်းနဲ့လိုအပ်နေတဲ့အချိန်မှာအခက်အခဲတွေအချိန်မှာအပြန်အလှန်ထောက်ပံ့နိုင်တဲ့မေတ္တာလေးပေးကြပါတို့အဲကျွန်တော်ကလည်းပြောကြချင်ပါတယ်ခင်ဗျအကျဉ်းချုပ်တင်ပါတယ်